ေခဲ့မှာလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ဒီပွဲကကြတော့တနိုင်ငံလုံးလည်း live လွှင့်နေတာဆိုတော့ပို့ပြီး pressure ပြည့်ရပါတော့နော်ကိုမဟိုကိုကတောက်လျှောက်ကြီးရဲ့လိုမျိုးအခမ်းအနားတင်ဆက်ပေးနေရဆိုတော့ခုခုမားသွားမလားဘောနော်ဘယ်လိုဆိုင်ရွက်ကိုပဲတောက်လျှောက်ကြည့်ပြီးတော့ပြောလို့ဖြစ်နေရဘောနော်ပထမဆုံးတွေ့ကြုံဆိုတော့လိုအပ်ချက်တွေရှင်းရလဲနားလည်ပေးပါလို့ကျွန်တော်တို့ဒီနေ့ Miss World မြန်မာ2025 Grand Final Show ဒီမှာကျင်းပခဲ့မှာရှေ့မှာများစွာသော challenge ပေါ်များစွာကိုပြုလို့ကျင်းပခဲ့ ပါတယ်။ဒီ challenge တွေထဲမှာ challenge winner တွေအားဆိုရင် Miss World Myanmar 2025 Grand Final ရွှေစည်းမှာသက်သက်တီးကိုတက်လာနိုင်မယ်အခွင့်အရေးများလည်းရှိနေပါတယ်။သက်သက်ကြီးတီးနေတာတော့မဟုတ်ပါဘူး။တကယ်ကိုအဲ့လိုလေခေါင်းထဲမှာဟို PR တွေဖြစ်နေတာပေါ့နော်။ကောင်းကောင်းတင်ဆက်ရမယ်ဆိုရဲအတွေးတစ်ခုကဟိုခေါင်းထဲမှာစိုးနေတော့လေအာလိုရုပ်တီးမိတယ်လို့ဖြစ်သွားတာပေါ့နော်။ဟိုထမအောင်ဆုံးအတွေ့အကြုံဆုံးမှာမောင်တို့ဒီကတော့အညာတကူအမားလုံးမိတော့မောင်ဒါဆိုးတာပေါ့နော်ကိုမျက်နှာကြီးကတောက်လျှောက်ပါနေရဆိုတော့လေ outfit တဲကို popular mode နဲ့ဝင်ရလာတာပဲဖြစ်ပါရဲ့ရှင်။ဒီကတော့ and jumpwell Tony Ward you do know my tone ဒီလိုရပြီးခဲ့တဲ့လာတာတီရောအင်ဂျီရောအာဒါ Radiance Urban Protection ဟာပေါ့နော် Miss World မြန်မာ2025 grand final မှာကြာ MC လုတ်ခဲ့လုတ်ဖြစ်ခဲ့ပေါ့နော်ပြီးတော့ show လေးတွေအဲ့ဒီ live မှာရှောက်ဖြစ်တယ်ဒီလာတော့ကြာ operation လေးတစ်ခုရှိတော့နားထားပေါ့ဘာမှတော့လက်လုံးမှာတော့မလုပ်သေးဘူးပေါ့အာအဲ့ဒီဒီပွဲမှာ MC လုတ်ဖို့ကြာတော့ဇာတ်ထူးပေါ့နော်ဇာတ်ထူးကနေပြီးတော့အာကြာတမီးတို့တွေဟိုပေါ့ အဲဟိုတခုခုဘာပါဝင်မလဲပေါ့နော်ဒီ final မှာဆိုတော့ဘလို့အမျိုးစုံတွေးပြီးတော့ပေါ့နော်ဆုံးကြတော့ MC လေးလှုပ်လိုက်ဆရာပဲပေါ့နော်အာသမီးရောတတဲရော MC လှုပ်လိုက်ဆိုတာ ਨੇ အဲ MC လှုပ်ဖြစ်သွားတော့ပေါ့အာတွေ့ကြုံရတယ် true ပုံမှန်ဆိုရင်တော့အကျေဒီကြောင်းမှာဆိုရင်တော့အဲ့လိုမျိုးเสียกรอกเวยไปเลยส่วนเนาะอะไรเนี่ยเนี่ยว่าเปียวผู้สู้อยู่แล้วตื่นจังอยู่ใช่แต่ว่าเลยดีป่วยอ่ะจ้ะเราตะไนงานลงเลยไลฟ์ลงเนี่ยสรุปปูพี่ว่าเพรสเชอร์ปี้อ่ะวะเนาะกูมาโห ကိုကတောက်လျှောက်ကြီးရဲ့လိုမျိုးအခမ်းအနားတင်ဆက်ပေးနေရဆိုကိုကမသွားမလားဘောနော်ဘယ်လိုဆိုင်ရွက်ကိုပဲတောက်လျှောက်ကြည့်ပြီးတော့ပြောလို့ဖြစ်နေတာဘောနော်ပထမဆုံးတွေ့ကြုံဆိုလိုအပ်ချက်တွေရှင်းရလဲနားလည်ပေးပါလို့ဟုတ်ရှိပါရဲ့ဟိုဘော့

ါပေါ့နော်အဲ့လိုမှလေဟိုညရိုးဆရာဆရာအဝါရဲ့ဟိုနားလေတော့ပါဗောနော်သူဆိုတော့ရှောက်ရှုဒရိုက်တာလည်းလုပ်ရတယ်အာဒီအာပြမိုးဝင်နေကိုလည်း training တော့ရှောက်လုပ်ပေးရတယ်ပြီးတော့ခါကြောင်ပွဲမှာလည်း MC လည်းလုပ်ရတယ်ဆိုသူ့မှာအရင် pressure ပြရပါဘာလို့မဆရာကိုဆရာဆရာကိုနားလေသွားရယ်ဗောနော်ဘလောက်ပင်မလဲဒီ show တစ်ခုလုံးအစားဆုံးပွဲစားပွဲစုံ MC ရပဲအကောင်းဆုံးတင်ဆက်ရတာဆိုတော့လေဟို ကိုယ့်ရဲ့တန်ဆတ်မှုပေါ်မူတည်ပြီးတော့ဒီပြိတ္တရဲ့စိတ်ဝင်စားမှုကလည်းကွာခြားသွားတာဆိုတော့လေတော်တော်အဲ့ဒီအချိန်ကပြိုင်မိုးဝင်နီးနီးပဲကိုလည်းအရန်ကိုလေခေါင်းထဲမှာအရန်အဲဘယ်လိုပြောရမလဲငါကောင်းကောင်းလုံးနိုင်ပါမလားအတန်များအကြကြအတန်နဲ့ပတ်သက်ပြီးတော့နည်းနည်းရင်းနေရဥစ္စာဖြစ်တာဆိုတော့လေငါအတန်အစင်ရောပြေရလားဘယ်လိုမျိုးဖြစ်နေမလဲဆိုပြီးတော့တော်တော်ကိုစိတ်အိမ်ရောစိတ်ပူပါတယ်မစ်ဝေါ်နီမန်2025ရဲ့ပထမဦးဆုံးရွေးချယ်မှုစီ ်နဲ့ top 30ရွေးချယ်မှုကိုစတင်ပြီးတော့ YouTube ပြသတော့မှာဖြစ်ပါရဲ့ရှင်။ဒီနေ့ Miss World မြန်မာ2025 Grand Final Show ဒီမှာကျင်းပခဲ့မှာရှေ့မှာများစွာသော challenge ပေါင်းများစွာကိုပြုလုပ်ကျင်းပခဲ့ရွယ်ဖြစ်ပါတယ်။ဒီ challenge တွေထဲမှာ challenge winner တွေအရဆိုရင် Miss World မြန်မာ2025 Grand Final Show ဒီမှာ သက်တင်းကိုတက်လာနိုင်မယ်အခွင့်အရေးများလည်းရှိနေပါတယ်။ဒါဆိုရင်တော့ဘသူတွေကများပဲ challenge တွေမှာ winner တွေရရှိသွားပြီးတော့သက်တင်းကိုတက်ရဲ့ talent တော်မယ်ဆိုတာကိုတော့ကျွန်မကပဲပြင်ညာပေးပါတော့မယ်ရှင်။ဟာအခွင့်ရေးပေးလာမယ်ပေါ့နော်ကိုလေလာပြီးကမ်းလမ်းမယ်ဆိုရင်တော့ရလုတ်ကြည့်ကြမှာပေါ့လို့ဆိုတော့ဒါကကိုတက်ကယ်ရီယာတစ်တစ်ခုလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့အာလုတ်နေနေမှာအရက်အဲ့လိုလုတ်ကြည့်နေနေမှာအဲ့လို နည်းနည်းဒါလေးကိုသဘောကျသွားတာပေါ့နော်အဲ့လိုမျိုးလေးကိုကိုကဒီစစ်ဒီစိတ်စိတ်လှုပ်ရှားမှု စိတ်ခံစားမှုလေးကိုစင်ပေါ်မှာပြောကြည့်နေနေတော်တော်သဘောကျသွားဆိုတော့ okay mc ဘာလို့လို့ရှိရင်ဒါပေမဲ့ဟိုတေချာတော့ပြင်ဆင်အောင်ပေါ့နော်ဒါမိုင်းဆိုင်ရနော်ပြီးတော့ပြောပုံဆိုပုံတန်နေတန်ထားမှာစအများကြီးဟိုဟိုတင်ယူကြည့်ခြင်းသေးတယ်ပေါ့နော်လှုပ်ကြည့်ခြင်းပါသေးတယ် အမ်စီလောက်ရမယ်လို့တည်လိုက်တဲ့အချိန်မှာဆိုတော့ YouTube ကိုတွားပြီးအဲ့လို vocal ကိုလေအဲ့လိုမျိုးဟို exercise တွေအဲ့လိုတွားလုပ်လိုက်တယ်ဗောဆိုတော့အတန်နေပါလေအဲ့လိုကြီးကြောင်နိုင်ရဖြစ်နေမှာဆိုလို့ဗောနော်ဟောပြီးတော့ခါကျတော့အဲ့လိုဟိုဆရာတို့လုပ်ခဲ့တဲ့ပွဲတွေမှာဆရာတို့ဘယ်လိုမျိုးဒီဟိုအစီအစဉ်တင်ဆက်လဲဘာစကားတွေပြောလဲအဲ့လိုမျိုးတွေကိုကြည့်ရဗောဒါပေမဲ့တကယ်တကယ်စင်ပေါ်ရောက်သွားတဲ့အချိန်မှာဘယ်လောက်ကြည်ထားကြည်ထားအဲ့လိုမျိုးအရန်ဟိုဘယ်လိုပြောရမလဲပထမဆုံးအတွေ့အကြုံလေးဖြစ်တော့လေတော်တော်စိတ် ိုးရတယ်ပေါ့နော်ဟိုဘာအကောင်းထဲမှာလည်းပြည့်ပြီးတော့လေဘာပြောရင်ကောင်းမလဲဘယ်လိုမျိုးပြောရင်ကောင်းမလဲဆိုတာတော်တော်အတွေးဖြစ်တယ်ဟိုထမအောင်ဆုံးတွေ့ကြုံဆုံးမှမောင်အဓိကတော့အညာတကူအမားလုံးညီတော်မအောင်ဒါဆိုးတာပေါ့နော်ကိုမျက်နှာကြီးကတောက်လျှောက်ပါနေရဆိုတော့လေအကောင်လုံးပြီးသွားတဲ့အချိန်မှာတော့အမိုင်းရောမရှိဘူးပေါ့နော်ကောင်းကောင်းလုံးနိုင်နေဆိုပြီးတော့ကိုကိုတော့ဟောစင်ပြေရဲ့အညာနေတော်တယ်ဗာညာပေါ့ကိုကကိုတော့အဲ့လိုမျိုးလေးတော့ဖြည့်သိမ့်ဖြစ်တယ်ပေါ့နော်ပြောဖြစ်တယ်ပေါ့ တကယ်လည်းအမှန်လေးလည်းမရှိဘူးပေါ့ကိုကကိုအကောင်းဆုံးလွတ်နိုင်ခဲ့တယ်လို့လည်းထင်ပါတယ်။ကြည့်ဖြစ်ပါရဲ့အဲ့တုန်းကလည်းကိုကလည်း MC ဆိုတော့လေတောက်လျှောက်ပေးမှလို့ရှိနေတာပေါ့နော်ပြီးတော့ဟိုဗီဒီယိုပြန်တက်လာရင်သူတို့လည်း comment ရေးကြတယ်ပေါ့အင်ဂျင်မျက်နှာတီးရယ်ပေါ့အမှန်တကယ်တော့မနိုင်ပြောရင်အင်ဂျင်ပြန်မှတအားခွီပြီးတော့အဲ့လိုမျိုးလေးချိန်လုံးရည်နေတဲ့သူကအဲ့ဒီချိန်မှာဟို တီးနေရဆိုတာလေဟိုဘာဆက်မေးရမှာလဲဘာဆက်ပြောရမှာလဲကို့အာယုံနဲ့ကို့အရန်ဥစားဖြစ်နေရောအဲ့လိုတီးလို့ဖြစ်သွားပါဘောနော်တကယ်ဟိုသူတို့အဲ့လိုကွက်ပြီး throw တဲ့အပိုင်းလေးရင်မှာတီးနေရပါဘောနော်ဒါပေမဲ့ဟို live အစဆုံးတော့ကြည်နော်တီးမှာပိုင်းကျပြောင်းမဟုတ်နေဟိုဟိုဘောနော်အဲဟိုဘော fighting ဘာညာအဲ့လိုပြောတဲ့အချိန်ပြောပြုံးတဲ့အချိန်တွေရောရှိပါတယ်ကိုလည်းဟိုလေအဓိကတော့ကိုမလေးကို pressure နဲ့ကိုဆိုတော့ချက်ချက်ကြရင်တီးလို့ဖြစ်ဖြစ်သွားတာပေါ့နော်အဲအဲ့ဒါလေးကိုတော့နားလည်ပြီးပါလို့ပြောချင်ပါတယ် ်ဟုတ်တယ်အခုအခုဒါအင်တာဗျူးဖြစ်နေနေညာကလောခွေးကျင်နေရလေဟိုပုံကကိုကပုံမှန်မြေရင်နေကြသူဆိုတော့လေစင်မမအဲ့အချိန်ဟာမနိုင်ပြောရလို့ညာ pressure ပြီးရင်မရင်နိုင်တော့အဲ့လိုမျိုးလုံးဝရုပ်ကတီးပြီးတော့အဲ့လိုမျိုးဖြစ်နေအဲ့အချိန်မှာဟိုညာပြောလို့ဘောကိုတော့ထမောင်းဆုံးတွေ့ကြုံဖြစ်တယ်ကိုကတောက်လျှောက်စကားကြီးအများကြီးပြောရတယ်ဒီပေါ်နောက်နောက်ပြီးတော့ဒီ sponsor company တွေဘာတွေကိုပေါ့နော်ပြောရရင်မှာအမှားရုံးနေပါမှာကြံခဲ့မှာလူလူရအများကြီးပြောရတာဆိုတော့လေအဲ့ ဟိုစိုးရိမ်မှုကခေါင်းထဲမှာပြည့်နေတော့လေဟိုတခုခုမှားမှားမှားသွားယူသွားမှာဖြစ်တော့အရင်လိုအဲ့လိုပြုံးမနေနိုင်တော့ဘူးကွနော်ရုတ်တရက်အဲ့လိုတီ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 ဖြစ်သွားတာပေါ့ပြီးတော့စင်ပေါ်မှာကြောက်ရတယ်ကွာ MC ဆိုပေမဲ့လေဟိုလည်း miss တယောက်ဖြစ်တဲ့ခါကျတော့လိုလန်းလျှောက်တဲ့အချိန်တို့မှာဆိုတော့အဲ့လိုရုတ်တီတီအဲ့လိုမျိုးနည်းနည်းခြေရမိုးရပုံစံဖြစ်သွားရင်လည်းအားလုံးတောင်းမမာရဲ့လို့နားလည်ပြီးပါလို့အကျအမြင်တိုင်းတော့လိုရည်နေတဲ့သူပါလို့ဟုတ် အဲ့စင်မမာတော့ကတော့ကိုယ့်ကိုပြုံးနေတယ်ထင်တာတကယ်ကလေဟိုဘောနော်လုံနေတာဟဲ့ငါမတီးမိပါဘူးငါပြုံးတော့ပြုံးပါတယ်ဘောဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အချိန်ညာဟုတ်တယ်တချို့နေရာမှာတီးနေတာဘောနော်ဩဒါကိုယ့်ကိုသင်္ကန်းဆိုင်ယူအောင်ဘောကိုနာခဲနာခွဲရေလုံးဖြစ်တယ်နာခွဲရေမပေါင်ဖြစ်တယ်ဆိုရင်ကတတိထားပြီးအများကြီးရီရမယ်ပြုံးရမယ်ဘောနော်တကယ်ကတော့ကိုကဟိုတက်တက်ကြီးတီးနေတာတော့မဟုတ်ပါဘူးတကယ်ဟိုအဲ့လိုလေကောင်းထဲမှာအဲ့လို PR တွေဖြစ်နေတာဘောနော်ကောင်းကောင်းတင်ဆက်ရမယ်ဆိုတော့အတွေးတစ်ခုကဟိုကောင်းထဲမှာစိုးနေတော့လေ အာလို့ရုပ်တီမိတယ်လို့ဖြစ်သွားတာပေါ့နော်တကယ်တော့ကိုယ်ကပြုံးနေထင်တာပြုံးပြီအမစမောပြုံးပြနေရပေါ့အကုန်လုံးထင်တယ်လိုက်တော့မှကျတော့ရုပ်တီဖြစ်သွားအဲ့ဒါမှအလုံးတောင်းပန်ပါလေလို့ဒီတိဖက်ဆန်လောကကလူမျိုးပဲပေါ့နော်ဟိုကိုယ်လူတိုင်းလည်းစိုက်နေနိုင်လို့လူတိုင်းလည်းအဲ့လိုမျိုးပေါ့နော်မစိုက်တဲ့သူစားလည်းမရှိဘူးလို့စိုက်တဲ့သူစားလည်းရှိနေမှာလည်းရှိမှာပေါ့အဲ့တော့ဟိုဘယ်လိုနေရာမျိုးမှာမဆိုဝေဖန်မှုလေးကတော့တော်ရတဲ့သူ ပနေများတော့ရှိမှာပေါ့လေဒါဒီလိုမျိုးဝေဖန်မှုရရှိလို့လည်းညီတို့ကကိုအပြက်နာစားတွေကိုအာဟိုပြန်ပြီးတော့တည်ရပြီးကြားပြီးတော့ကိုကကိုပြင်ပြင်ဆင်နိုင်လားဆိုတော့လေဟိုညီတို့ဒီလိုမျိုးအဖွဲ့အစည်းကိုကြိုက်တဲ့သူလည်းရှိမယ်ကြိုက်တဲ့သူလည်းရှိမယ်ဒါကတော့အာသူတို့ရွေးချယ်မှုနဲ့သူတို့ဆိုတော့အဲ့လိုဘာမှရရင်ရောအဲ့လိုမျိုးပြောစင်တာမျိုးမရှိပါဘူး